အာမြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေကိုကျွန်တော်အာရိုးရိုးရှင်းရှင်းလေးပဲတူတူတက်တုတ်နဲ့ကျွန်တော်ပြောပြသွားဖို့အတွက်ကျွန်တော်မြန်မာနိုင်ငံနဲ့စံတော်ချိန်၈နိုင်ကြီးကိုကျွန်တော်တက်လာမယ်လို့ကျွန်တော်ခရီးပေးတယ်ဗျာကျွန်တော်ပေးတဲ့အတိုင်းကျွန်တော်တက်လာတယ်โอเคအာကျွန်တော်တက်လာပြီဆိုတော့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလျင်ကိစ္စပေါ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားမယ့်အကြောင်းအရာတွေလည်းရှိတယ်လို့အခြားကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် ြောပြရမယ်အကြောင်းအရာလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်ကတော့တူတူတူပဲပြောပြလို့ရမယ်အာကျွန်တော်မနေ့ပြန်ခီးသွားစရာရှိတယ်ကျွန်တော်ဆော့ဆော့အိတ်ပြီးတော့ကျွန်တော်လေစိတ်ကိုအစောကြီးဆင်းရမယ်အဲ့ဒါကြောင့်ကျွန်တော်တူတူပြောမယ်ဗျာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငှက်လျင်ဆိုတာတကဘာလုံးမှရှိနေတဲ့ငှက်လျင်တွေရဲ့ပြဿနာကိုဒါအားလုံးဟောမိတ်ဆွေညီကိုမောင်နှမတွေသိအောင်ကျွန်တော်ပြောနိုင်တာကငှက်လျင်ဆိုတာမိုးလေဝသဒီလေတိုက်နှုံးနေအပူချိန်နေဟုန်တိုင်းဖြစ်ပေါ်မှုတွေ အဲအဲ့ဒါတွေကိုပြောနိုင်တလောက်ငှက်လျင်ဘတော်ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင် ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါလေကျွန်တော်ဒေါက်တာအာခရီးရှားဝုဒ်နဲ့ဒီငှက်လျင်ဟာဝိုင်ယားငှက်လျင်တိုင်းတားကြီးဒေါက်တာခရီးရှားဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငှက်လျင်တိုင်းတားကြီးတွေကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင် လုတ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ဒေါက်တာခရစ်ချာဝုကကျွန်တော်ကိုပြောတာအရင်ရှင်းပါတယ်မြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျအ ਨੇ စုံပေးတထောင် sorry ပေးထောင်မိုင်းတထောင်ပေါ့လေမိုင်းတထောင်လောက်ထိကိုကဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေ တိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတဲကိုထိုးထည့်သွင်းထားရမယ်စန်တာရီအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုပ်နိုင်သေးပါဘူးတဲ့ဒီတို့တော့အဲ့ဒီငလျင်ဖြစ်လာပြီးပြီဆိုရင် နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတေသနာလုပ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့ Okay ဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင် ဟောဗိုလ်မြောက်လိုင်းကတော့မန္တလေးမိုင်20กว่าတို့ကီလိုမီတာ20กว่าတို့ပေါ့ဗျာအဲသူကပြောတယ်သူကပြောတော့စကိုင်းငလျင်ဘူးချက်မကနေသူကစတိုင်းတာလားဆိုတော့သူကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါမြေကိုမောင်နှမတွေကိုကျွန်တော်ဟိုပြောပြတာเนาะသူတို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်ကားတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ရေနဲ့ရွှွန်နေဝင်လာတဲ့ငလျင်မျိုးဖြစ်သွားတယ်တဲ့ဟိုခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြတာအဲ့ဒီငလျင် ဖြစ်သွားပြီးရင်တဲ့နောက်ထပ်ရွေ့ရှားသွားတဲ့အခြေအနေပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက် ကြောက်လွှာမြေစီလွှာတစ်ခုကစနစ်တကျအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ဖြည်းဖြည်းချင်းငြိမ်သွောင်းလောက်ရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်နေဆက်ပေါ်ပါလေတဲ့ဒါတစ်နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာကရွှန့်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာဆောက်ထားတဲ့ တန်တန်တန်နော်အလေးချိန်တန်နှစ်ရာထက်ကြော်တဲ့အဆောက်အဦတွေအလုံးဟာတဲ့မြေသားရဲ့စူစွမှုဒဏ်ကိုခံနိုင်မှာမဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင်းမြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန်နှစ်ရာမကြော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦတွေဟာဟိုအချိန်မရွေးမြေကြီးအောက်ကိုနေဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျာ ဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေ့ရှားလိုက်တဲ့အချိန်မှာဗျာအဲ့ဒီတဲကိုရှင်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီမြေတွေဟာတဲ့စူစွတ်ပြော့ပြောင်းခြင်းကိုအ ਨੇ ဆုံးအဲ့ဒီလိုစူစွတ်ပြော့ပြောင်းသွားတဲ့အတွက်တဲ့ at least 1 month or 6 month တွင်နေမှာတဲ့အဲ့ဒီမှာတန်200ထက်ကျော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ဒါကျွန်တော်ရတဲ့ message ကိုကျွန်တော်ပေးတာ ဒါငယ်စီရင်နဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခုမန်လီတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေသအားလုံးအက်ကွဲနေတဲ့ပုံစံတွေကအရင်ဆိုရင်မကောင်းတယ်နောက်တစ်ခုသူထပ်ပြောတာကအဲ့လိုအက်ကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာမိုးရွာလိုက်ရင်ပုံဆိုးပါတယ်တဲ့အဲ့ဒီ1 month အတွင်းထဲမှာတဲ့အဲ့အက်ကွဲနေတဲ့မြေကြီးတွေအောက်မှာမြေလွှာဒုကြီးတွေမပိတ်နိုင်သေးတဲ့အတွက်တဲ့ ကျွန်တော်ကဒီ adquest နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးเนาะကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာကောင်းကောင်းစီးကြက်တုံတုံပိတ်သွားခြင်းမရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့သူပြောတာ consoling မရှိသေးဘူးပေါ့ဗျာအ consoling မရှိသေးဘူးတဲ့အ consoling မရှိသေးတဲ့အတွက်အဲ့ဒီအချိန်မှာမိုးရွာချလိုက်အောက်ကတိုးဝင်နေတဲ့ရွှွန်နွန်နေရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ ပုံမူပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်နေစိုက်ထားတဲ့အင်္ဂရိအုံမြစ်တွေကပြော့ပြီးတော့အဆောက်အဦတွေပြိုဆင်းသွားနိုင်ပါတယ်တဲ့ဒါလက်ရှိဖြစ်ပေါ်လာမယ့်အခြေအနေအဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုဝရင်းလေးကိုလည်းမှတ်ထားဗျာသူကပြောတာကမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမြေငလျင်လှုပ်ခဲ့တဲ့ဥစ္စာကတဲ့ဧပြီလ 20ရက်နေ့ကနေပြီးတော့ April လ30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့ပြင်နာပြုတ်တာလမ်းတွေအကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့ကျွန်တော်အဲ့လိုရှင်းပြတယ်အခုလမ်းတွေအကွဲနေတယ်သွားလို့မရဘူးအဲဒါလည်းကျွန်တော်တွေ့ရတယ်ဗျာအဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံတွေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးရတော့ဟာဝိုင်ဒီငတိယစင်တာဒရိုက်တာပါဆွေးနွေးတော့ तू อ่ะ တလလောက်အဲ့ဒါဒီအာလုံးစောက်ကြည့်တင်တယ်တဲ့စောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြူတာလေနောက်မို့ဆိုတစ်ခါပြင်ရတာလေသုံးခါပြင်ရတာလေပြင်လို့မရတာလေဖြစ်သွားနိုင်တယ်တဲ့သူကအကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေနော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြလိုက်တာကျွန်တော်အချိန်နဲ့တိတ်မရဘူးဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာမြန်မာနိုင်ငံရဲ့လျှင်ကိုနိုင်ငံသားတည်င်းတောက်တွေဟိုတယ်တွေမှာတဲ့မီးမရှိလို့ ဟာဘာမဖြစ်လို့ဘူဂျုတ်ဇော်မင်းထွန်းကခင်ဗျားတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးကလုံးဂျလုံးပလုံးဇော်မဲဂျလုံးပလုံးအဲ့ဒါပြောတာသတင်းတောက်ဆိုတာကျွန်တော်ကိုယ်တိုင်လင်ပြားမှာသတင်းယူဦးတယ်ကျွန်တော်တို့ဟိုတယ်ရှိမှာဘာဖြစ်မှာသတင်းသွားယူရတဲ့လူမဟုတ်ဘူးဗျကျွန်တော်တို့ယူလိုက်တဲ့သတင်းတွေကိုနိုင်ငံတကာကအခုဆိုရင်ဆက်သွယ်ရေးစနစ်အယဲမြန်ဆန်နေတယ်မြန်မာပြည်ကိုအကူအညီတွေရော ပံ့ပိုးမှုတွေရောပို့လျှောက်လာဖို့တောင်းဟိုအဆင်ပြေနိုင်တယ်နော်ဟိုဟိုလစ်ပြားမှာသတင်းသွားယူတုံးရတဲ့ဘဝ2090ကြားတဲ့ကဘဝကလေခင်ဗျသတင်းတစ်ပုဒ်ရိုက်ပြီးတာနဲ့အဲ့ဒီရိုက်ထားတဲ့ကတ်ကိုလူ၄၅ဆင့်နဲ့တဲ့ရတဲ့ဘဝမျိုးဗျအခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျနော်ဟိုတယ်မှာအိတ်တဲ့သတင်းသမားဆိုတာကဘာပေါ်မှာအရင်နေပါလေဗျာနော် ပြီးတော့တရင်သမားတွေလျှက်စစ်မီမရှိလို့တဲ့တရင်သမားတွေလျှက်စစ်မီမလိုဘူးလို့ကျွန်တော်တို့စီမှာဆိုလာဘက်တွေဘက်ထရီဘက်တွေအများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦးဟုတ်မလားနော်ဆိုအဲ့ဒါကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့တရင်ဌာနပေါင်း90ကျော်မြန်မာပြည်ရဲ့အခက်အခဲကိုတကပါလုံးဝင်လာပြီးကုညီဆောင်ရွက်ဖို့အတွက်အခုလိုညင်းဆိုတုတ်ပြန်တာကလည်းဟုတ် မြန်မာ brain is blind နဲ့အင်္ဂလိပ်ဒီမှာဒီမှာပြောမြန်မာ brain မြန်မာကတစ်ခုခုကိုညှင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ brain is blind အဲ့လိုပြောတယ်ဗျာဒီမှာဟုတ်ပြီနော်မြန်မာ brain is blind အမှတ်ထားလိုက်ဟုတ်ဆိုတော့အခုမြန်မာ brain is blind ဖြစ်နေဆိုတော့ကျွန်တော်ပေးချင်တာဇော်မင်းထွန်းဂျလုံးပလုံးဂျမဲလုံးတိအောင်ပြောချင်တာမင်းနေရာထိုင်ခင်းဘယ်တည်င်းတောက်ကိုမှပေးစရာမလို့ မင်းမှပေးစရာအကြောင်းလည်းမရှိဘူးပေးဖို့လည်းမင်းစီကမတော့ဘူးဒါပဲဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောချင်တယ်မင်းအောင်ထိုင်မှာကိုပိုင်တာသမီးတွေမရှိဘူးဒါကိုကျွန်တော်အမြဲတမ်းလဲစိတ်ခေါ်နေတယ်တာသမီးမရှိဘူးတရုတ်ကြီးတက်ချပြီးတော့မြင်းကြံကမြင်းလဲမှောင်းနေတမာတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ် စီးဝါအကျိုးရှာနေရတာဒီနေရာမှာရက်တင်ပြီဟုတ်ပြီလားဤကြကွေးရောင်းတဲ့တရုတ်သားနဲ့မြင်းလဲမောင်းတမချလိုက်တဲ့ကောင်းမနဲ့အတွက်ကိုမင်းအောက်လိုက်စီးဝါရှာနေညာလွန်သွားပြီဒီမှာရက်လိုက်တော့ကျွန်တော်ရက်ခိုင်နေကိုတခါတလေကြာရင်စိတ်ဆိုးကျင်တယ်ဗျဒီရက်ခိုင်မကျူကျူလှဟာသူ့ညမဖင်ငါထွက်လာတဲ့ဥစ္စာနှစ်ကောင်အတွက်တိုင်းပြည်တစ်ခုလုံးကိုချနေနေတာရက်ခိုင်နေဆန့်ကျင်ရမယ် 好比啦，米佬菜菜没在菜，米佬扫描吃的我吃的，家里面地猪猪那个都妈骗我差大嘞，鸡手，就大皮肉阿杰汤里头米佬惨见。好啦，但米有一开尿阿杰飘啦，阿杰么来着？牙家地价滴滴渣渣挂，米昂西打的米猪猪杀打的米没进步表呢，一家归强呢得有差的啊狗呢。 年来忙来讲，吃来高嘛的多，谁往下看了下的对比呀？啊，云南节目讲的，一板地板强的，啊，没路一开呢，我第一站表来挂，我一站满干路，一家路表来挂，你妈谁屋的就底哟？你妈逼个瓜，不龙远拆开的，得个下一里来哟，我对家穿暖逼了嘛，啊，吃了的阿龙也往我表了，好不啦？明来我啥？啊 အကုန်တော့ဟမ်းအကုန်ရှင်းရမယ်ဒါလေဟုတ်ပြီဒီအပိုင်းဒီမှာရမယ်သေးကြလို့ပြောတာနော်ဟိုကြော်ညိုးမင်းလို့ကောင်မအီးလို့စောက်ချက်မရှိပဲတက်မလာနဲ့ဒီအန်နေစက်ခိုင်းလိုက်စောက်ချက်ကွဲတယ်ဟုတ်လားကဲဒီမှာရမယ်နောက်တစ်ခုသွားမယ်အမေရိကန်လှူမယ်ငါတို့ test တွေငါတို့ပေးထားတဲ့ပတ်စံတွေ ဒါပေမဲ့အမေရိကန်အစိုးရသူက USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်တူတာမြန်မာနံပါတ်1ပဲဒီအခွင့်အရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ်ဒါကိုလော်ဘီအသေးချာလုပ်နိုင်ရမယ်ဟုတ်ပြီလားငါအစိုးရဝန်ထမ်းတယောက်ဒါကိုငါတရားဝင်ပြောတာ USAID ပိတ်လိုက်ပြီမြန်မာဖြစ်လာတဲ့ကိစ္စမှာ USAID and the USAID ace ကနေပြီးတော့ပေးတာ ဆိုတော့ဒါမပိတ်သေးဘူးပေါ့ကွာတို့နိုင်ငံကိုအမေရိကန်နိုင်ငံကကူညီသလိုပဲအခြားဒုက္ခရောက်နေတဲ့နိုင်ငံတွေလည်းကူညီလာမယ့်အဖို့ခွင့်လန်းနေပွင့်လာအောင်ကူညီခြင်းစိတ်ရှိအောင်ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တော်မို့လို့လေဟုတ်ပြီနော်ငါဒါရိုးရိုးရှင်းရှင်းလေးပြောပြတာနောက်တစ်ခုထပ်ပြောမယ်အခုကပြည်သူကိုပြည်သူကူညီနေရတာငါပဲရေးတင်လိုက်တယ် ငါရုတ်တန်တွေလည်းပြတယ်စကိုင်းမှာအပုတ်နဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုတ်တန်တွေတက်လာဟုတ်ပြီလားအဲ့လိုရုတ်တန်တွေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကအသေးအချာစက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်းနေပြီတင်းနေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာနော်နေပြည်တော်ကိုကယ်ခိုင်းနေတာ တဘာဝ BNDA ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှကိုယ်မှလက်ရှိ planning တွေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရမယ်ကိစ္စတွေစည်ရန်တရားတွေကိုယ်လည်းပြင်ဆင်ထားပြရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူးဒါအမှန်ပြောတာခမည်းတော်ကြောက်စိမ့်တူးတဲ့ဘတ်ကို2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ28ခုကစည်ရင်ကိုကျွန်တော်တွက်ကြည့်တာ 个前边呢嘛，招生多开了些力，那超呢超也交来边，没去哟，妈麻嘛。看马路越过便宜，看马路多了些的拖拉的，啊，库 <noise>，你不要家咯，叫看个六岔路，两两县的家那边。哟，没有了，没有出也是呢，也你们看文化，哈哈哈哈哈哈 m o t Hi, Mr. Trump. I'm talking about the Myanmar government who is very bullshit and foolish shit. Solving the problem. Now I'm criticizing about that. President Mr. Trump. you need to know about that. Bullish it, foolish it. Howie, thou did my challenge. Don't do, don't do, Bionia. Sinzaji, the tongue is hammer. ဟောကောဝင်းမြတ်အေးမင်းတို့ကနိုင်ငံရေးသမားလည်းမဟုတ်မင်းတို့ဝန်တန်းနေကွာတက်လားအေးဒေါက်တာဝင်းမြတ်အေးဆိုတဲ့ကောဝန်တန်းဟာငွေကြီးနေတဲ့စောက်ဖင်နေရတာဒီအချိန်မှာထုတ်ပြောလေတဘာဝဘီအန်ဒီကာကွယ်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်အမေရိကန်မှာအခက်တဲ့ပတ်စံရှိတယ်ဒါကြကျွန်တော်အမှန်ပြောတာကျွန်တော်အသေးစားသိလို့ပြောတာဗျာမြန်မာနိုင်ငံမှာဘီလီယံ၄၀၀မြန်မာကျပ်ငွေ ထားခဲ့မင်းတို့ပြောလေခုဘာကြောင့်မင်းတို့မပြောတာလဲအော်ပြောင်းဝင်လို့မရမှာလားမင်းတို့အန်ယူကြီးကဘာလဲဆွေးနွေးညှိနှိုင်းဖို့လားမင်းတို့မဆွေးနွေးနဲ့မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်အိမ်မဲမဲတွေမကြိုက်နဲ့ပောက်ကွဲမယ်တင်းမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့မင်းတို့တိုက်နိုင်ရင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြောခြင်းဒီချိန်မှာမင်းတို့ပြောရမှာဒါတွေရှိတယ်ပဲရောက်သွားတယ်မင်းတို့မပြောနဲ့ငါပြောနိုင်တယ်လीအီဗီကားတွေတွင်းမှုဆိုလာပြားတွေတွင်းမှု ဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့ EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့မင်းအောင်တိုင်ရဲ့အီကြကွေးကြော်ရောင်းတဲ့အယုတ်နဲ့ကျူကျူမညမညားတဲ့ကျူကျူလှညမညားတဲ့ကောင်မမွေးတဲ့ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကိုဘီလီယံ140ကျော်ချီးပစ်လိုက်တာလေပြန်မလာဘူးလေဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာသိမ့်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောင်ဝေးမြအေးမင်းအချောက်ဆိုရင်ဖင်ခံလိုက် ဒီအချိန်မှာဒဲထွက်ပြောမင်းသိရမှာလေကွာဘာကောင်ဒီမှန်းလည်းမသိဘူးဗမာနိုင်ငံမှာဟမ်လူတယောက်ကိုယုံကြည်ပြီးတော့အစိုးရဖြစ်သွားတာ ਨੇ မအေးကလာဆဲထဲလိုက်ရင်တော့လိုးကုန်တော့မယ်ကွာဝန်တန်းလောက်အဆင်းကမြမနိုင်ငံရုပ်ခြေလေတဲ့ခွေးမသားတွေကိုပါပိတ်ရိုက်ခြင်းစောက်အဆင်းတကောင်မှမရှိဘူးစောက်ကြည့်တည်းကြုံနေကွာဒီအချိန်မှာ မင်းတို့ရှိခဲ့တဲ့ data တွေခြားပြလေဝင်းညံ့အေးငါလို့ဩငါဆဲမိတော့မယ်ကွာမသားလို့မဆဲတော့တာကွာကဲဘာကုန်နေမှန်းလည်းမသိဘူးနိုင်ငံကြီးသမားလည်းမဟုတ်စောက်ချွေစင်မျိုးဆက်လည်းမရှိဘူးကွာဘာစောက် experience မှလည်းမရှိဘူးကွာဘယ်မှလည်းမထိုးနိုင်ဖောက်နိုင်ဘူးကွာတကယ်ကုန်နေကွာစောက်ကြက်တည်းကြီးတော်တော်တုံးနေကွာမင်းတို့ကကြက်တည်းကြီးနှစ်တုံးတုံးတာဟိုဘက်က စကစလည်းတုံးတာမင်းတို့လည်းတုံးတာကြက်တီနှစ်တုံးမှလူတို့ကြားညက်တာဟုတ်ပြီလားကဲဒါဥဒမထပ်ဖြတ်မယ်နောက်ဆုံးတစ်ခုပြောသွားမယ်ဒါဆိုရင်ခမရဘာတွေလုတ်ပေးနိုင်မလဲဟာမြန်မာပြအလှူခံလေနာကိမှာအလှူခံတယ်လေအဲ့တော့ချီးကြောက်ရင်မနူးပါနဲ့လို့စကစထောက်ခံလူတွေဘောမတွေရေးနေတယ်လေဟုတ်တယ်ဟိုလားချီးကြောက်ဒါချီးသူချီးသူလည်းရေးမတော်နဲ့လို့မင်းတို့ပြောလေ KNU ကတောင်းဆိုချက်မှန်တယ်ဒီလောက်ပဲငါပြောနိုင်တယ်ကျန်တဲ့တိုင်းရင်းသားတွေဒီအချိန်မှာအပြစ်ခတ်ရက်စဲထားပြီးမယ်လိုအပ်တဲ့အကူအညီကိုပူပေါင်းဆောင်ရမယ်ဒါလည်းမှန်တယ်မင်းအောင်ဆိုင်ကအဲ့လိုလက်ခံပါမလားလက်မခံရင်ဘာဆက်လုပ်မလဲဒါဆိုရင်အကန့်အသတ်ပေးတင်ပြီလေ1 month 1 month ပြီးရင်မင်းမလုပ်နိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီးငါတို့လုပ်မင်းဒိုးလိုက်တော့ဘယ်လိုဖြစ်ရမလဲ you 话，阿龙接受点，开线路，今年阿妈不来吧。